စိမ့်ဆိုင်ပန်ရှင်ဖြစ်ပေမယ့်ဝန်ထမ်းတွေပေါ်မှာထားရင်စိတ်ထားလေးတစ်ခုကြောင့်ချီကျူးခံနေရတဲ့ပို့ကြပြုခင် မင်္ဂလာပါရှင်သစ္စာလီဘေးဒီနုပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီပူဇာပြုခင်အားမန်လေးမှာရနာပီကေထွန်းစိန်ရွှေရနာဆိုင်ကိုဖွင့်လှစ်ထားသူဖြစ်ပြီးတော့သူရင်ဆိုင်ရောဆင်ပြေလားဆိုတာပြည်သက်တွေကသိချင်ကြပါရီပူဇာပြုခင်စိန်ဆိုင်ကြီးအားပေးကင်းပြီးတော့အင်ကိုတော့ပြုပြင်နေရပါရီအချို့သောစိန်ဆိုင်ကြီးတွေကငလင်ဘေးမှာဝန်ထမ်းတွေရဲ့အသက်တဲ့တန်မိုးကြီးစိန်ရှေရနာပစ္စည်းတွေပျောက်ဆုံးမှာကိုစိုးရင်ကြပါရီငလင်ကြီးကျဲလုံးနေစမှာပစ္စည်းတွေကိုပဲဦးစားပေးရကြောင်းဈေးဝယ်သူတွေရောဆိုင်ဝန်ထမ်းတွေပါပိတ်မိပြီးတော့ကွက်လွန်သွားကြရတဲ့ဖြစ်ပျက်တွေလည်းရှိပါရီ ဆိုဗီယက်ချက်တခုမှာတာနေအသက်များစွာပါသွားနိုင်ပေမယ့် ပိုးကြပြူခင်ကတော့ဆုံးဖြတ်ချက်မှန်သွားခဲ့ပါပြီ။ဝန်ထမ်းတွေရဲ့အသက်ကိုအလေးမထားဘဲနဲ့ပစ္စည်းတွေကိုပဲဦးစားမပေးတဲ့သူတွေရှိတယ်လို့ပိုးကြပြူခင်လိုမျိုးစိုင်းဝန်ထမ်းတွေကိုဦးစားပေးတဲ့သူတွေလည်းရှိပါသေးတယ်။ပိုးကြပြူခင်ရဲ့ဆိုင်ကတော့ငလင်ပေးမှာဘာမှဖြစ်မသွားပေမယ့်အိမ်ကိုပြင်နေရတာကြောင့်လက်တလုံးမှာစိုင်းမဖွင့်သေးပါဘူး။သူဆိုင်ကဝန်ထမ်းတယောက်ရဲ့အိမ်ကတော့ငလင်ကြောင့်ပျက်စီးသွားတဲ့အချိန်မှာပါဝင်ခဲ့ပါသေးတယ်။ပိုးကြပြူခင်ရဲ့ဆိုင်မှာဒီဝန်ထမ်းနှစ်ယောက်ကအလုပ်ဝင်တာနှစ်လပဲရှိပါသေးတယ်။ငလင်ကြောင့်အိမ်ပျက်စီးသွားရတဲ့ဝန်ထမ်းတွေကိုပိုးကြပြူခင်ကထောက်ပံ့ငွေတွေလည်းပေးရခဲ့ပါသေးတယ်။ အိမ်တလုံးပြန်စားဖို့ဆိုတော့မလေးကိုပဲနေပျက်စီးသွားတဲ့အိမ်အတွက်ဝန်းနေနေကြပါရီဒါကြောင့်မလို့ပို့ချပြုခင်က ဝန်ထမ်းတယောက်ကျဲထောက်ပံ့ငွေတွေပေးလိုက်တာပါအလုပ်ဝင်တာမကြသေးပဲနေဝန်ထမ်းကိုမိသားစုလိုသဘောထားပြီးတော့နှွေးထွေးပေးတာကြောင့်မြေကြီးကြတဲ့အထိဝန်သားနေပါရီပို့ကြပြုခင်လေနာခဲ့ပေကိုကြုံခဲ့ရတာကြောင့်အင်ပြက်စီးခဲ့ပူပါရီအဲတုန်းကခန်းစားချက်ကိုသိရှိတဲ့ပို့ကြပြုခင်ဟာသူ့ဝန်ထမ်းတွေပေါ်မှာမမေ့ထားတဲ့သူပါသူထောက်ပံ့တဲ့ငွေကြေးကတော့လက်တလုံးမှာစင်ပြေသွားမှာဖြစ်ပြီးတော့ဒီလိုထောက်ပံ့ချေရမယ်လို့တောင်မှမထင်ထားကြပါဘူးလောက်တဲ့ကြတဲ့ဝန်ထမ်းတွေကိုပဲထောက်ပံ့မယ်ထင်ထားပေမယ့်ပို့ကြပြုခင်တို့ကတော့ခွဲခြားဆက်ဆံတဲ့သူတွေမဟုတ်ပါဘူးဒါတွေမကြသေးပဲနေပို့ကြပြုခင်ကငလင်လုံးနေစေ င်မှာဝန်ထမ်းတွေရဲ့အသက်ကိုဦးစားပေးခဲ့ပါတယ်။ငလင်းနှုတ်စီစဉ်မှာဆိုင်ကဝန်ထမ်းတွေကိုဘာပစ္စည်းမှမသိမ်းခိုင်းမနေအသက်ပေးကနေလှုပ်အောင်ဆိုင်ပြင်ကိုအမြန်ထွက်ခိုင်းပါတယ်။လူတွေကြမ်းနေမှာဆိုရင်လို့နမေခေါ်လူစစ်ပြီးတော့အိမ်ပြင်ကိုအရင်ထွက် ပြီးတော့ထိုင်ခိုင်းထားပါတယ်။အသက်ပေးနေကြုံတဲ့အခါမှာအသက်အပလောက်ဘေးရမှအရေးမကြီးတာကြောင့်ပူဇော်ပြုခင်ဟာသူ့ဆိုင်ကပစ္စည်းတွေကိုဘာမှမသိမ်းခိုင်းပါဘူး။သူ့ဆိုင်မှာရန်နာပစ္စည်းတွေကတိမ်မောင်းတိမ်းချီတန်ကျေးရှိပါတယ်။ဘေးဝန်ထမ်းကိုမှတကားတွေပိတ်ချလိုက်ဖို့လည်းမပြောခဲ့ပါဘူး။ အကိုထွန်းနေပူဇာဘုခင်ကဝန်ထမ်းတွေပေါ်မှာအရင်ကြည့်ရှုသူဖြစ်တာကြောင့်သူ့ဆိုင်မှာလူထိခိုက်တာတွေမရှိခဲ့ပါဘူး။ပူဇာဘုခင်ကဆိုင်ရှင်တိုင်းမထားနိုင်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတာကြောင့်သူ့ကိုချီးကျူးနေကြပါရည်။ပူဇာဘုခင်တို့ကရနာပီကေတွန်းဆိုင်ရှင်မှာထမင်းဘူးလေးတွေကိုဝေပေးနေပြီးတော့စတူဒီသားလုပ်နေပါရည်။ငလင်ဝင်းဖြစ်ခင်တို့ကလည်းစတူဒီသားတွေမကြခဏလုပ်တတ်တဲ့ပူဇာဘုခင်ကအခုတော့စတူဒီသားကိုနေတိုင်းကျွေးနေတာပါ။ ငလင်ဘေးကြီးကနေဖြတ်ကျော်လာပြီးမှပိုးချပြုတ်ခင်လေစိတ်ချမ်းသာဖို့ကိုပဲဦးစားပေးပါတော့ရီကိုဝင်ဆောင်မိခင်တရားဖြစ်ပေမဲ့လေစတူဒီသာအတွက်မနေ့စောကလေးကစတင်ပြီးတော့ချက်ပြုတ်နေပါရီနေ့စဉ်နေ့တိုင်းမှာလူမျိုးပါတာမျိုးစားလို့ရှာမယ်စားစာတွေကိုဘူးနဲ့ထည့်ပြီးတော့ဝေနေပါရီသိမ်းမောင်းသိမ်းချီတဲ့ပစ္စည်းတွေကိုမသိမ်းခိုင်းမဲနဲ့ဝန်ထမ်းတွေကိုဘေးလွတ်ရာပြေးခိုင်းတဲ့ပြင်ထောက်ပံ့ကြေးတွေပါပေးခဲ့တဲ့ပို့ချပြုခင်မမပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်ကြည်လိုက်လေကဲကြီးသုံးမမှကြွာလာနိုင်ကြပါစေရှင်